တမိုင်းဝင်မဲရွေးကောက်ပွဲနက်နေတိုင်းနိုင်ငံ၏ KNU AA အရေးယူခံရမှုများ၏နောက်ွယ်မှအမျိုးသားရေးတာဝန်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် လက်ရှိမြန်မာနိုင်ငံရေးလောကမှာဘလို့မှအမှားယွင်းအသေးဆောင်ကိုမခံနိုင်ပဲဆက်ဆက်ထိမခံအလေးထားနေရတဲ့အခြေအနေတစ်ခုရှိနေပါတယ်အဲအကတော့လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ပါတီဇွန်ဒီမိုကရေစီအထွေထွေရှိောက်ပွဲပဲဖြစ်ပါတယ်။နိုင်ငံတော်အစိုးရကဒီပွဲကိုအလွန်အမင်းအကာအကွယ်ပေးထားပြီးဘယ်သူမှမထိပါရတဲ့နိုင်ငံရေးလိုတော့တင်စားခေါ်ဝေါ်ခံနေရတာတွေ့ရပါတယ်။ အပေကြောင့်ဒီရွေးကောက်ပွဲဟာနိုင်ငံတော်အတွက်လက်တလောအမျိုးသားရေးပန်းနံတစ်ခုဖြစ်အခိုင်အမာရည်တည်နေရတာလေပြည်အောင်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ရဲ့ထုတ်ပြန်ချက်တွေကိုကြည့်မယ်ဆိုရင် NDK မဲမတမမှုရေးစစ်တမ်းအနေစာပြီးမဲစရင်ပြူစရာတီလူအသက်ပေါင်းများစွာနဲ့အခက်ခဲပေါင်းများစွာကိုကြော်လွားခဲ့ရတဲ့အတွက်ဒီသမိုင်းဝင်ပွဲကိုလုံးဝဖြည့်ဆည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ် ဒီနေ့နေ့ကိုင်းကိုထိပါလာတဲ့ KNU ကရင်အမျိုးသားစီယုံ AA အာရခတတော်ကဲ့သို့သောအဖွဲ့အစည်းများကိုပါမြည်သူကများညှတာခြင်းမရှိဘဲဥပဒေနဲ့အညီပြင်းပြင်းထန်ထန်အရေးယူနေရကိုတွေ့ရပါတယ်။ဒီတင်ပြချက်မှာတော့မြမရွေကောက်ပွဲဟာဘာကြောင့်ဒီလောက်အရေးပါပြီးနေ့နေ့ကိုင်းနိုင်ငံရေးလို့တင်စားရတာလဲဆိုတဲ့အကြောင်းရင်းများနဲ့တမိုင်းကနေရယူတင်တဲ့သင်ခန်းစာများကိုပါနက်နက်နေနေဆွေးနွေးသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ဆက်လက်တက်ဆက်ပေးမယ့်အကြောင်းအရာကတော့လက်ရှိမြန်မာနိုင်ငံနဲ့ နိုင်ငံရေးလောကကိုလွှမ်းမိုးထားတဲ့နိုင်ငံကြီးနိုင်ငံရေးအကြောင်းပဲဖြစ်ပါရယ်။နိုင်ငံတော်အစိုးရကဘလို့အတင်းဆောင်ကိုမှအမှားယွင်းကိုမှမခံပဲပြုလုပ်ဖို့စီစဉ်နေတဲ့ဒီဇင်ဘာလ28ရက်နေ့ပါတီစုံဒီမိုကရေစီအထွေထွေရွှေကောက်ပွဲဟာဘာကြောင့်ဒီလောက်အရေးပါပြီးအကာအကွယ်ပေးထားရသလဲဆိုတဲ့အကြောင်းရင်းတွေကိုနက်နက်နဲနဲဆွေးနွေးသုံးသပ်သွားမှာပဲဖြစ်ပါရယ်။ပြည်ရဲ့ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယပို့ချုပ်ကြီးထွန်းထွန်းအောင်ရဲ့ထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင်ရွှေကောက်ပွဲကိုနိုင်ငံတော်ကဘယ်လောက်ထိအလေးထားနေလဲဆိုတာထင်ရှားပါရယ် နိုင်ငံတော်ရဲ့ရေရှည်ရီမန်းချက်ကစစ်မှန်စီကံပြေသွားတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်အောင်စုစနစ်ဖြစ်ပေမဲ့လက်ရှိအချိန်မှာဒီဇင်ဘာရွေးကောက်ပွဲကလတလောကာလတူအမျိုးသားရေးပန်းနိုင်အဖြစ်အခိုင်အမာရပ်တည်နေပါတယ်ဒီလိုအရေးပါတဲ့ပန်းနိုင်ကိုပြည့်စည်မဲ့သူတွေကိုပြင်းပြင်းထန်ထန်အရေးယူနေပါတယ်ပြည်ထောင်စုဝန်ကြီးရဲ့ထုတ်ပြန်ချက်အရစက်တင်ဘာလ30ရက်နေ့အထိမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြည်ပြားစေရန် Facebook, Messenger, Telegram, Fiber, Email, စတဲ့လူမှုကွန်ရက်တွေကနေနေအမျိုးမျိုးနဲ့ကျွလွန်သူတွေကိုအရေးယူရမှာအမှုပေါင်း24မှုနဲ့ကျွလွန်သူ64ဦးထိရှိခဲ့ပြီးဖြစ်ပါတယ်။ဒီချက်လက်တွေကနိုင်ငံတော်ရဲ့ရွေးကောက်ပွဲလုံခြုံရေးအပေါ်ထားရှိတဲ့ပြည်သားတွေသဘောထားကိုဖော်ပြနေပါတယ်။ ဒီရွေးကောက်ပွဲဖြစ်များဖို့အတွက်ဆိုရင် NDK မဲမတမမှုစီစစ်ခြင်းကနေစလို့တကောင်စီရင်ကောက်ယူမှုမဲစင်ကျူစုမှုအစဉ်စိန်ကိုလူအသက်ပေါင်းများစွာနဲ့တမရောတာရဲတပ်ဖွဲ့ဝင်ဌာနဆိုင်ရာဝန်ထမ်းများစွာရဲ့အသက်ကိုပေးဆက်ခဲ့ပြီးအခက်အခဲပေါင်းများစွာနဲ့ကြုတ်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကိုပဲနည်းနဲ့မြောက်အမှားရင်းတိစားခံလို့မရဘူး။ဒီလိုအရေးပါတဲ့အခြေအနေကြောင့်မြမရွေးကောက်ပွဲကိုနိုင်ငံရေးလို့တင်စားခေါ်ဝင်နေကြတာဖြစ်ပါတယ်။ နေ့နေ့ကြီးဆိုတာမြမယူရထုံနှံတလေးစကပ်ပေါ်တစ်ခုဖြစ်ပါရယ်ထင်းသိဆောင်ရှာရလို့အပ်ပြီးအနေရမပြူရမခုံရမချမ်းရဟူသောအရေးကြီးတကိုင်းတကိုင်းကိုဆွလိုတာပါတမိုင်းကိုပြန်ကြည့်ရင်ဖះရှင်လက်ထက်ကရဟန်းတပါတပင်ခရမှာရုပ်ကဆုံးနှစ်သမီးရဲ့တားငယ်လေးနှစ်ငယ်ကိုထိခိုက်မိလို့နှစ်သမီးကရဟန်းကိုပြန်တိုက်ခိုက်ဖို့တကူထုတ်ခဲ့ပေမယ့်နောက်ဆုံးမှာအပြစ်ဖြစ်မှာဆိုလို့ဖះရှင်ထံတိုက်ကြခဲ့ပါရယ် အဲ့ဒီကနေဖခင်ကယဟန်နဲ့တကိုင်မခေါရတပည့်မခေါရဆိုတဲ့ပြညတ်တော်ကိုချမှတ်ခဲ့တာပါဗုဒ္ဓဘာသာမှာနတ်တွေရဲ့ဘဝကို ကမဖလူပါစီဝေကံရဲ့အကျိုးကိုမိပြီးအတ္တမွေးကြတဲ့တတဝါလို့သတ်မှတ်ထားပါတယ်တပည့်ကအမိပြုဆက်ဆက်ပြီးတော့နေတဲ့ယုတ်ကဆုံးနတ်တွေမှာလည်းတကိုင်နဲ့ဆက်ဆက်နေပြီးတက္ကိုင်းတက္ကရှိမှာယက်တိနိုင်တဲ့ယုတ်ကဆုံးနဲ့တက်ငုတ်ရှိနေရင်တော့ယက်တိနိုင်တဲ့ယုတ်ကဆုံးနဲ့ဆိုပြီးနှမျိုးရှိရလို့ဆိုပါရယ် ဒါကြောင့်ရုပ်ကဆိုးနဲ့တွေ့ရဲ့ပုံပိတ်မှမပြည့်စည်အောင်မြမရင်တစ်ပင် ခုတ်ကြရင်နက်နေကိုင်းချံမီခုတ်တဲ့တလေးရှိပါရယ်ခုတ်ထွင်ခြင်းမပြုရဘဲအလေးထားခြံသက်ထားရတဲ့သဘောပါဒီစကားပုံဟာအဲ့ဒီချိန်ကနေစလို့ဥပရေမဟုတ်တဲ့တိုင်အောင်လူမှုကျင့်ဝတ်တပွဲအလေးထားရတဲ့စကားရက်ဖြစ်လာခဲ့ပါရယ်မြမလီမှုတလေးမှာတခုခုအစင်မပြေဖြစ်လာရင်နက်နေကန်ကိုသွားဆိုင်တာကိုလို့ပြောလို့ရှိပါတယ်။ဆိုလိုတာကတော့အရေးကြီးတဲ့အရာကိုသွားထည့်ရင်ဘေးဒုက္ခရောက်မယ်ဆိုတဲ့သတိပေးချက်ပဲဖြစ်ပါတယ်။ ဒီလိုပဲနိုင်ငံတော်အစိုးရကလက်ရှိရွေးကောက်ပွဲကိုနှစ်နေကိုင်းသဖွဲသဘောထားပြီးဘသူကမှညတာခြင်းမရှိပဲဥပဒေတိုင်ပြပြတ်တသားအရေးယူနေတာဖြစ်ပါရယ်။နှစ်နေကိုင်းကိုထိပါသည်များဤအကျိုးဆက်ဒီနှစ်နေကိုင်းနိုင်ငံရေးကိုထိပါခဲ့တဲ့အဓိကဖွဲ့စည်းရေးကိုကြည်ပါစေစုနေတစုကြောကြကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်နိုင်ခဲ့တဲ့ KNU ဟာရိကဘွယ်ဖြတ်လို့ဖြတ်စီလုံမှုတွေကြောင့်အကြံဖတ်အဖွဲ့အဖြစ်ကြီးညာခံခဲ့ရပါတယ် တာပြေ KNU အကထစောကွယ်ထဝင်းအပါဝင်ပုဂ္ဂိုလ်စနစ်ဦးဘာကရင်တီနယ်ရဲစခန်းတွေမှာအမှုဖွင့်ခဲ့ပါတယ်ဒီလိုအရေးယူခံရမှုပေါ် KIA2 အကထခွမော်ကတော့ election ကိုထိရွေးဖြစ်သည်လို့မှတ်ချက်ပြုခဲ့တာဟာသမိုင်းဝင်မှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့် KIO KIA ကဲ့သို့သောအဖွဲ့အစည်းများကရွှေကောက်ပွဲကိုရှောင်လို့ပဲမဟာရဲပဲရှောင်ရှားနေရတာဟာနတ်ကင်ခံရတဲ့ကဲ့သို့ပွားပြတ်မှဆိုရာကြောင့်ပဲဖြစ်တယ်လို့တုံ့ပြန်ရပါတယ် တိုနီဒူဇာ AA ကိုလည်း ARI တိုင်းလေးမျက်နှာမြို့နယ်မှာရွေးကောက်ပွဲကော်မရှင်ကမဲပေးဆက်အသိပညာပေးနေချိန် drone ပုံစံတက်ခိုင်မှုကြောင့်ရွေးကောက်ပွဲပြပြအောင်နှောက်ယှက်မှုဖြစ်အမှုဖွင့်ခဲ့ပါတယ်။ဒီအခြေအနေတွေကရွေးကောက်ပွဲနဲ့ပတ်သက်လာရင်မြို့သူကများညတာခွင့်လွှတ်မှာမဟုတ်ကြောင်းပြသနေပါတယ်။တမိုင်းမှာတင်ကန်းစာနဲ့အနာဂတ်ရှိမှန်းချက်ရွှေကောက်ဘွဲကိုဖြတ်လို့ဖြစ်စီလောက်ကင်နေကြတဲ့သူတွေဟာမြမသမိုင်းရဲ့အမားတစ်ခုအမိသင်ငန်းဆောင်ယူဖို့လိုအပ်ပါတယ်။ 1988ခုနှစ်အရေးခေတ်ကာလတုန်းကသမရဒေါက်တာမမောင်က6လအတွင်းရေကောက်ပွဲလုပ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့အဲဒီခေတ်နိုင်ငံရေးသမားတွေကအတိုက်ခံပါတီတွေအဆင်သင့်မဖြစ်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့လက်မခံခဲ့ကြပါဘူး။ဝင်းကြီးချုပ်ဟာဦးနုကတော့စနစ်ပြောင်းမှုအထူးကလိုပြီးရွေးကောက်ပွဲမှာရှုံးရင်တော့အတိုက်ခံတဲ့လက်တော်ထဲမှာနေတဲ့နယ်လိုဖြောင်းပြခဲ့ပြီးမှမရှာခဲ့ပါဘူး။နောက်ဆုံးမှာမကျင့်နိုင်တဲ့ကြားဖြတ်အစိုးရမျိုးတောင်းဆိုနေရကြောင့်တမရော်ကအာနာရယူလိုက်ရတဲ့တမိုင်းအဖြစ်စုကိုကြုံခဲ့ရပါတယ်။ ရှင်နေခင်မှာလည်းလက်နက်ကင်လန်းစင်နဲ့စစ်ဘီယင်ဝါရကိုကိုင်ဆွဲသူတွေဒါမှမဟုတ်အလုံငွေဖြင့်စီးစိမ်ရနေကြပြီးစကြက်ပြောင်မှဆိုရယ်အန်ယူဂျီကဲ့သို့သောအဖွဲ့အစည်းတွေဟာရွှေကောက်ပွဲကိုခက်ခါတီးတီးဆန့်ကျင်နေရဟာဒီသမိုင်းအမှားကိုချမှတ်လုံးမိနေရပဲဖြစ်ပါတယ်တိုင်းပြည်ဟာ global culture နဲ့ကန်ကြီးမဲ့နိုင်ငံရေးစနစ်ဖြစ်မှသာပုံမှန်အခြေအနေပြောင်းရောက်လာပြီးနိုင်ငံတကာမှာမျက်နှာပန်းပြောင်းလဲလာမှာပဲဖြစ်ပါတယ် နိုင်ငံတကာရဲ့နိုင်ငံရေးညင်ပယ်မှုထံကနေလွတ်မြောက်ပြီးစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေတည်တည်တည်ဝင်လာကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ဒီအချက်ကိုသိရှိနားလည်လို့လေနိုင်ငံတော်အစိုးရကရွေးကောက်ပွဲကိုနှစ်နေကနိုင်ငံရေးတပ်ဖွဲ့ဆက်ဆက်ထိမခန့်အကာအကွယ်ပေးနေရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲနိုင်ငံရေးဟာတမျိုးသားလုံးနဲ့သက်ဆိုင်တဲ့နိုင်ငံအရေးဖြစ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကပါအမျိုးသားရေးတာဝန်တရဖြစ်သတ်မှတ်ကကာကွယ်ဆောင်ရှောက်နေရကိုတွေ့ရပါတယ်။ 2025ဒီဇင်ဘာရွှေကပွဲကိုနိုင်ငံနိုင်ငံရေးလိုတင်စားခေါ်ဝေါ်ရခြင်းဟာမြမတမန်ရဲ့အစိုးရအမတ်တခုကိုပြန်လည်မကျူးလွန်လို့ရနိုင်ငံတော်ရဲ့ပြတ်သားတဲ့တန်လိမ့်ထံကြောင့်ပဲဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်။1988ခုနှစ်အရေးကြီးကာလတုန်းကလိုရွှေကပွဲလက်မခံမဲ့လက်နက်ကင်လန်းစဉ်သို့မဟုတ်မဖြစ်နိုင်တဲ့ကြားပြတ်အစိုးရမျိုးတောင်းဆိုနေတာဟာတိုင်းပြည်ကို Global Culture နဲ့မကန့်ညီတဲ့စနစ်စီဆွဲခေါ်သွားနေတာဖြစ်လို့ဒီတမိုင်းအမှားကိုထပ်မံမကျူးလွန်မှုလိုအပ်ပါတယ်။ ဒီရေကဘွေဟာတိုင်းပြည်ကိုပုံမှန်အခြေအနေပြောင်းရဖို့နိုင်ငံတကာရဲ့ညှင်းပယ်မှုထံကလည်းလွတ်မြောက်ဖို့နဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်စီးပွားရေးရှင်နှီးမြောက်နှံမှုတွေတသေးသေးပြောင်းဝင်လာဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။ဒါကြောင့် KNU AA ရို့လိုအဖွဲ့အစည်းတွေကိုအပြစ်ပေးအရေးယူတာကအစားလူမှုကွန်ရက်ပေါ်ကနေဖြစ်လို့ဖြစ်စီလုံနေသူ64ဦးကိုအရေးယူတာအထီဟာဒီနဲ့နေကိုင်းကိုဘသူမှမထိပါရအောင်နိုင်ငံတော်အစိုးရကကာကွယ်စောင့်ရှောက်နေတဲ့ပြည်သားတွေသဘောထားပဲဖြစ်ပါတယ်။ကြည့်ရှုသူမိတ်ဆွေများရှင် ဒီလိုတမျိုးသားလုံးနဲ့သက်ဆိုင်တဲ့အမျိုးသားရေးတာဝန်တရားကိုမျက်ကွယ်မပြုဘဲနိုင်ငံသားတာဝန်ကြီးပြောစွာမဲပေးပွဲမှာပါဝင်ကြပါလို့တိုက်တွန်းရင်းဒီတင်များချက်ကိုအဆုံးသတ်လိုက်ရပါရဲ့ရှင်။အခုတင်များချက်အပေါ်မှာမိတ်ဆွေရဲ့တုံ့တက်ချက်များကိုကွန်မန့်ကနေတဆင့်ညွှန်ပြခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမယ့်ကမ္ဘာရေးမြမရေးတင်များစွာကိုနားဆင်လို့ဒီကိစ္စနဲ့ကို like and subscribe လေးလုပ်ပြီးဒေနာ notification လေးကိုလည်းနှိပ်ထားဖို့ကြံမမိပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။